အစ္စရေးကိုတိုက်ခိုက်ဖို့အတွက်သူနျူကလ িয়ার လက်နက်တွေအမျိုးမျိုးလောက်နောက်ဆုံးတော့ဗာလေသူစောက်ထားတဲ့နျူကလ িয়ার ဓာတ်ပေါင်းပုံတွေ20ကျော်အချိန်ပေးပြီးတော့ဘီလီယံ90ကျော်အသုံးပြုခဲ့တဲ့အဲ့ဒီဓာတ်ပေါင်းပုံတွေတနေ့ချင်းမှာပဲဖြည့်ဆည်းချန်ခံလိုက်ရတယ်။အီရန်နိုင်ငံကိုအာတမာကျန်းစာထဲမှာဘယ်ဟာစလဲဆိုတော့အကျောင်းထင်ထားတာတည်းပုံပြီးစိတ်ဝင်စားစရာကောင်းတယ်နော်။ဒါဆိုတော့ non a နဲ့သူ့ရဲ့မျိုးဆက်ကနဲ့စပြီးတော့မှပေါ်ပြပြီ။ ဒါကဘာကြီးပေါ်မှာဘုရားသခင်စီရင်ပြီးတော့မှရေလွှမ်းမှုချင်းပြီးတဲ့နောက်မှာနော်အေးရဲ့မျိုးဆက်တွေထဲကနေနော်ဒီအဲဆိုင်ရပ်စ်ဘရင်ပေါ့ဒါဆိုင်ရပ်စ်ဘရင်လက်ထက်အထိကိုအီရန်လူမျိုးတွေရဲ့တမိုင်းကကျန်းစာထဲမှာအရေးပါတဲ့ဂဏတွေထဲမှာဒါအများကြီးပေါ်ပြခြင်းခံရတယ်ဆိုတာကျွန်တော်တွေ့ရတယ်အဲ့တော့ပါရှကိုဒီပါရှန်အင်ပါယာပရတိနိုင်ငံကိုဘုရားအသုံးပြုတဲ့အကြောင်းအရာကအာပို့ပြီးတော့အောင်းဩစရာကောင်းတာကတော့ဒါဘုရားကသူ့ရဲ့ အကြံစီအတွက်အသုံးပြုခဲ့တယ်။ဒါအစ္စရေးကိုကယ်တင်ဖို့နောက်ပြီးတော့ဗိမာန်တော်ကိုပြန်လည်တိဆောက်ဒုတိယဗိမာန်တော်ကိုတိဆောက်ခဲ့တာနော်။အဲ့တော့အာရာဇုနှစ်တွေဒါမတိုင်ခင်ဒါပြောမယ်ဆိုရင်ဟို prophet ခေဆက်ဆက်ကကြိုတင်ပြီးတော့မှဒါ prophet ပြုထားခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဒီမှာအစပြုတဲ့နေရာက non a ရဲ့တားစင်မြေဆက်ကိုကျွန်တော်ပြောတဲ့ခါမှာသူရဲ့စစ်မစ်ကိုပြန်လိုက်ကြည့်တဲ့ခါကျတော့ non a နဲ့သူရဲ့တားသုံးယောက်ပေါ့ရှေမဟာမနဲ့ယာဘတ်ပေါ့နော် shamhan and jafet ပေါ့နော် အဲ့ဒီ၃ယောက်ကနေဆင်းသက်လာတဲ့ဒီ generation ပေါ့သူရဲ့မျိုးစဉ်မျိုးနွယ်တွေကိုပေါ်ပြတဲ့ခါမှာကပ္ပောင်းချမ်း30တဲမှာဒါတွေ့ရတယ်သူတို့ရဲ့အဲ့ဒီကပ္ပောင်းချမ်း30တဲမှာရာဖက်ရဲ့ตาတယောက်အပါဝင်ဖြစ်တဲ့မေဒီလူမျိုးလို့ပေါ်ပြထားတယ်နော်အဲ့ဒီမေဒီလူမျိုးကနေမာတဲလူမျိုးကနေမီဒိုပါရှားဆိုတဲ့ဟာပေါ့နော် မီဒိုပါရှားအင်ပါယာအဲ့ဒါဖြစ်လာတယ်ကျမ်းစာမှာကျွန်တော်ဒီတမိုင်းမှာကျတော့မီဒိုပါရှန်အင်ပါယာလို့ရေးထားတယ်မဲ့ အင်္ဂလိပ်လိုပေါ့ဒါတော့ဒါပေမဲ့မြန်မာကျမ်းစာမှာကျတော့ Periti နဲ့ Medhi နော်တမိုင်းကျောင်းထဲမှာကျတော့ Achaemenid Empire လို့လည်းခေါ်တယ်အဲ့ဒါပို့ပြီးတော့လူတွေသိကြတာပေါ့နော် Achaemenid Empire ဒါမှမဟုတ် Middle Persian Empire ဒီမှာကျမ်းစာစကားမှာတော့နည်းနည်းလေးပမာမှုပြုထားတဲ့အတွက်ကြောင့်ကွဲလွဲတာရှိတယ် Periti Medhi ပေါ့နော်ဒါကအင်မတန်မှကြီးကျယ်ခမ်းနားတဲ့ရှေးဟောင်း Empire တခုဖြစ်ခဲ့တယ်ဆိုတာကိုကျမ်းစာထဲမှာကျွန်တော်ဖော်ပြထားတယ် ဘယ်ချိန်မှာစဖြစ်လဲဆိုတော့ BC 950မှာဒီเนาะဟောပေါ့ပေရတီမေဒီပေါ့ဒါမီရိုပါရှယ်အင်ပါယိုဆက်လက်ပြီးတော့မှတည်ထောင်ခဲ့တယ်အဲ့တော့ကျွန်တော်ဒီမှာအီရန်ကိုပြောတဲ့အခါမှာအခုဒီနောက်ပိုင်းဆိုရင်တော့ကျွန်တော်ဒီအာ passion ဆိုပြီးတော့ပဲကျွန်တော်ထည့်ပြောရမယ်နော် passion empire ပေါ့နော်ဒီဒီ empire ကြီးကိုဘယ်သူကစတင်တည်ထောင်ခဲ့လဲဆိုတော့ Cyrus ဘုရင်ကြီးပေါ့နော် Medi လူမျိုးကိုအနိုင်ယူပြီးတော့မှ passion empire ကိုစတင်တူတာသူရဲ့ twin ကားချင်းကကျောင်း BC 520နဲ့486ပေါ့အဲ့တော့ကျမ်းစာထဲမှာလည်းပါတယ်အိတ်သထဝတ္ထုထဲမှာပေါ့နော်ရှင်ဘင်အာရွှေယူအဲအဲ့မှာသူကစရည်တာအာရွှေယူဆိုတော့ success ဘုရင်ပေါ့နော် BC 486 600အာ465 ဲ့ဒီဂျားထဲမှာပေါ့နော်သူ့ရဲ့ empire ကြီးကိုဒါတိုးချဲ့ပြီးတော့မှအင်အားကြီးထွားအောင်လုပ်ခဲ့တာအဲ့တော့သူ့ရဲ့ Middle Persian Empire ကဘယ်ချိန်မှာပြိုလဲလဲဆိုတော့နော်ဒါ Middle Persian ကဒါဘာဘူးလုံးကိုဘာဘူးလုံးဆိုတဲ့တကယ်ဒါတော်တော်လေးအင်အားကြီးတဲ့ empire ကြီးကိုဖြိုချပြီးတော့တက်လာတာအဲ့တော့သူ့ဘယ်ချိန်မှာပြိုလဲလဲဆိုတော့ BC 330မှာပြိုလဲဒိုင်ရင်လာရဲ့အိမ်မက်ယူမြင်မဲ့တဲ့ဒီရုပ်တုကြီးပေါ့ခေါင်းကရွှေအဲအဲ့ဒီအဲ့ဒီ ရုတ်တရက်ရုတ်တူပြောတဲ့အခါမှာအဲ့မှာတဆင့်ချင်းလာတာလीနော်ရွှေပြီးငွေပြီးကြီးပန်ပေါ့အဲ့အဲ့လိုမျိုးလာတော့အခုကဒီမီဒိုပါရှန်အင်ပါယာကတက်လာပြီးတဲ့နောက်မှာသူ့ကိုဖြိုခွင်းသွားတာကဒါ BC 330မှာအလက်ဇန်ဒါ the great ပေါ့နော်သူကလည်းပြန်လဲတိတ်ပိုက်ပြီးတော့မှာအာဖြိုခွင်းသွားတယ်ဆိုတာတွေ့ရတယ်အဲ့တော့သူ့ရဲ့တက်တန်းက empire တက်တန်း290လောက်ပဲရှိတယ် BC 950ကနေ BC 330အထိပေါ့ အဲ့တော့ကျန်းစာထဲမှာရှိတဲ့ဒီမေဒီလူမျိုးဆောနာကနော်အေးရဲ့သားယာဖက်ကနဲ့ဆင်းသက်လာတဲ့မေဒီလူမျိုးတွေကအခုခေတ်ပေါ့အီရန်ဖြစ်လာမယ့်နေရာမှာအခြေချခဲ့တာပါရှန်လူမျိုးတွေအဲ့တော့ပါရှန်လူမျိုးတွေကဒါနော်အေးရဲ့မျိုးစဉ်မျိုးနဲ့တဲ့အမျိုးနယ်ထဲမှာပေါ်ပြချင်းခံရပြီးတော့လာကျန်းတမိုင်းထဲမှာပေါ့တော့ဒါအီရန်လူမျိုးရှေးရှေးကလေးကနဲ့တမိုင်းကျောင်းထဲမှာဒါကဘာဦးကျန်းကလေးကနဲ့ရှိနေနေဆိုတော့ကျောင်းဒါတတိထားမှာဖြစ်ပါတယ်အဲ့တော့ဒီ Persian Empire ပြောတဲ့အခါမှာ Cyrus ဘုရင်မင်းကြီးအကြောင်းမပြောလို့မရဘူး။ဘာလို့ဆို Cyrus ဘုရင်ကဂျူးလူမျိုးမဟုတ်ဘူး။ Israel မဟုတ်ဘူး။ဒါပေမဲ့သူကအတိုင်းတစ်ပါးဖြစ်ပေမဲ့ဖခင်ကသူ့ကိုကြိုတင်ပြီးတော့မှဒါရွေးကောက်ထားတယ်။ဖခင်ရဲ့အကြံစီအတွက်ဒါတစားပလာအနေနဲ့သူတုံးခဲ့တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်။အဲ့တော့အခုခေတ်ကျွန်တော်ဒီ Cyrus ကိုဘယ်သူနဲ့တွားပြီးနိုင်ပြီးတော့မှ ပေါ်ပြလေးရှိတယ်ဆိုတော့အခုတမနာဒေါနာထရမ့်တကယ်တမ်းကျတော့ ဒီ Cyrus ကပါရှန်နိုင်ငံရဲ့ဘုရင်ဖြစ်ပေမဲ့ Israel ကိုသူကရွေးနှုတ်ခဲ့တာ Israel ကိုကင်တင်ခဲ့တာ Israel နိုင်ငံကိုသူကပြန်လည်ပြီးတော့ကူညီခဲ့တာပြီးတဲ့အခါမှာနော်ဒုတိယဗိမာန်ကိုတိဆောက်ဖို့အတွက်အမိန့်စာကိုထုတ်ပြန်ပေးတဲ့ဘုရင်ဖြစ်တယ်အဲ့တော့ဘာလို့သူ့ကိုဒေါ်နယ်ထရန့်နဲ့နိုင်လဲဆိုတော့ကွာဒေါ်နယ်ထရန့်ကလည်းပဲဒါ Israel သမိုင်းမှာဒါ Jerusalem မှာသူ့ရဲ့ဒီ US Embassy ကိုအဲ့မှာရွေးတယ် ရွှေ့ပြီးတော့မှယေရုရှလင်ကိုအစ္စရေးနိုင်ငံရဲ့မြို့တော်ထာဝရမြို့တော်အနေနဲ့သူကကြောင်ညာတည်ယုံဝင်ကြောင်ညာခဲ့တာအဲ့တော့သူ့ကိုဆောနာက Cyrus ဘုရင်နဲ့တွားပြီးနိုင်တာအဲ့ဒါကြောင့်ဖြစ်တယ်ဒါကြောင့်အစ္စရေးရဲ့ဒီအထိမ်းမှ꽌င်ထဲမှာအာ꽌င်ထဲမှာပါပါတယ်ဆိုတော့ Cyrus ဘုရင်ပြီးတဲ့အခါ Donald Trump ပြီးတဲ့အခါမှာပြိမ့်မှန်တော့အဲ့လိုမျိုး꽌င်တခုထုတ်ထားတာရှိတယ်အဲအဲ့ဒါကထူးခြားတယ်အရင်တော့ဒီ Cyrus ဘီရင်ကအီရန်နိုင်ငံရဲ့ဘီရင်ဖြစ်ပေမဲ့ Israel ကိုကယ်တင်ခဲ့တာအခုကအီရန်နိုင်ငံရဲ့ နော်နိုင်ငံခေါင်းဆောင်တွေကအစ္စရေးကိုဖြိုချဖို့ဖြိုခွင်းဖို့အတွက်လုပ်နေတဲ့အချိန်မှာသမ္မတဒေါ်လန်ထရန့်က Cyrus နေရာမှာနေရာယူလာပြီးတော့ပြောမယ်ဆိုသူလည်းဂျူးမဟုတ်ဒါတိုင်းတစ်ပါးလူပဲဒါပေမဲ့သူကိုယ်တိုင်လည်းပြန်ပြီးတော့မှဒါကဲတင်တဲ့သဘောရှိတယ်။တမိုင်းချောင်းပြန်လှည့်လာတဲ့သဘော။အရင်တော့ Cyrus ကအကူညီခဲ့တာအခုကဒေါ်လန်ထရန့်အကူညီ။အရင်တော့ Cyrus ကဒါအီရန်နိုင်ငံရဲ့ရှင်ပင်။သူကတိုက်ခိုက်ဖို့မကူညီခဲ့တာ။ဒါပေမဲ့နောက်တမိုင်းချောင်းလာအောင်ပဲ။ဒါအီရန်နိုင်ငံရဲ့ခေါင်းဆောင် ပြောမစင်ခေါင်းဆောင်တွေကဒါဂျူးလူမျိုးတပ်ဖြတ်ရေးပေါ့ပြောမစင်ဂျူးလူမျိုးကိုဒါချိန်မုံရေးအတွက်တို့လုပ်ခဲ့တဲ့ဟာတွေရှိတယ်အဲ့ဒါအေးတထာဝတ္ထုထဲမှာကျွန်တော်အားလုံးသိတယ်နော်အဲ့တော့ပါရှားရဲ့တမချန်းစာအမွေနဲ့တဲကအော်အော်ပွေရကောင်းတဲ့အချက်ကပါလို့ဆိုဆာရစ်ဘင်ရဲ့ခုနသူ့ရဲ့အခန်းကဏ္ဍဟေရှား44 28တဲမှာဘုရားတခင်ကဆာရစ်ဘရင်ကိုသူမမွေးခင်နှစ်ပေါင်း150ကြိုပြီးတော့မှနာမည်နဲ့တကွာပေါ်ပြပြီးတော့ပရောဖက်ပြုခဲ့တာ ဟေရှာက45အပိုက်ငယ်တက်ရောက်လာတဲ့အခါမှာသူ့ကိုဘာပြောလဲဆိုတော့ Cyrus Bean ကိုဘုရားကိုယ်တိုင်ပြောတာငါဘိတ်သိက်ခံရတော့သူငါရွေး ကောက်ထားတော့လူဖြစ်တယ်လို့ပြောတယ်နော်အဲ့လိုရည်ညွှန်းထားတာဒါကအင်မတန်ထူးခြားတယ်တကယ်ဖြစ်လာတာနောက်ပိုင်းဘာဘူးလုံ Empire ကနေပုတ်ကနေစာမြင့်ကြီးရဲ့အချိန်ဟွာကြီးထွားမှုနဲ့ BC 986မှာဒါယေရုရှလင်မြို့ကိုတင်ပတ်ခဲ့တယ်ဘိယေရုရှလင်မြို့ကိုတင်တင်တဲ့အပြင်ဗိမာန်တော်ကိုသူကရှင်းရှင်းဖြတ်စည်းပြီးတော့မှ ဲ့မှာရှိတဲ့ဂျူးလူမျိုးတွေအားလုံးကိုသူကဖမ်းဆီးခေါ်ဆောင်သွားတယ်เนาะအဲ့တော့အဲ့ဒီခေါ်ဆောင်သွားတဲ့အထဲမှာဘယ်သူပါလဲဆိုတော့ဒိုင်ရီလာတို့เนาะရှက်ဒရက်မေရှက်အဘန်ဒန်နဂေါတို့ပါတယ်အဲ့တော့အစ္စရေးလူတွေကเนาะယေရမိပရောဖက်ပြုထားတဲ့အတိုင်းเนาะဘာဘူးလုံမှာပါလဲဆိုတော့အနှစ်ပေါင်း80တို့အချင်းကြခံရအဲ့ဒီအနှစ်ပေါင်း80အချင်းကြခံရပြီးတဲ့နောက်မှာ BC 930နဲ့မှ9မှာပါရှဘရင် Cyrus ကဘာဘူးလုံကို ပြန်ပြီးတော့တိုက်တိုက်ပြီးတော့မှအနိုင်ရပြီးတော့မှအချိန်ကြီးအားလုံးပြောင်းလဲသွားတာเนาะအဲ့တော့ဒီမှာဆောနာက prophet တိုင်းကြီးလာကဘာဘူးလုံရှင်ပင်မှာလဲသူအမှုထမ်းခဲ့ဘူးလေပြီးတဲ့အခါမှာပါလဲ passion empire မှာလဲသူအမှုထမ်းတာဆိုတော့ empire နှစ်ခုလုံးထဲမှာအမှုထမ်းတဲ့ prophet เนาะထူးခြားတဲ့ prophet ဖြစ်လာအဲ့ဒါကြောင့်အဲ့တော့ Cyrus ပင်ရဲ့เนาะအတွေ့ပေါ့เนาะဒါ prophet ပြည့်စုံခြင်းကပါလဲဆိုတော့သူ့ရဲ့အမိန့်စာ Ezra ကျမ်းအစပိုင်းမှာပေါ့နော် Cyrus ဘင်ရဲ့ဒီအမိတ်ထုတ်စာကိုတွေ့ရအေဇရာတစ်တစ်ကနဲ့လေးတိမှာတွေ့ရအဲ့ဒီမှာရှင်ဘရင် Cyrus ကဗာပြောထားလဲဆိုတော့ကောင်းကင်ဘုံရှင်ရှင်သာဘုရားကမြေကြီးမှာရှိရှိသမျှရောနိုင်ငံကိုငါအားအနှင်းတော်မူပြီတဲ့ယူဒပြည်ယေရုရှလင်မှာရှိတဲ့သူ့အတွက်ဗိမာန်တော်တည်ဆောက်ရငါ့ကိုတောင်းပေးပြီတဲ့သူ့ကိုပေါ်ပြခြင်းခံသူ့ကိုဗာလဲဆိုတော့ခံအပ်ခြင်းခံရဲဆိုမှသူပြောတာလားအဲ့ဒါကအမိတ်စာကိုသူကြော်ညာတာပေါ့နော်အဲ့တော့အစ္စရေးလူမျိုးကိုခွင့်ပြုပြီးတော့မှ အဲ့ဒီပိမှန်တော့ပြန်နေတိဆောက်ဖို့ခွင့်ပေးတာအခုကဘာလဲဆိုတော့ဒါဒါကြောင့် prophet တွေကနော်ရှေးသမိုင်းပြောမစွင်သားနှစ်ပေါင်း2400နဲ့2500ကြာမှာ ဖြစ်ခဲ့တဲ့အဖြစ်ပြက်ကသမိုင်းကြောင်းကဒါအီရန်နဲ့အစ္စရေးကြာမှာဖြစ်နေတဲ့နော်ဒီသမိုင်းကြောင်းကတကြော့ပြန်ပြန်လေလက်လာလို့ဖြစ်နေ Cyrus ဘီင်ကအစ္စရေးကိုကယ်တင်ခဲ့တာအခုကဘာလဲဖြိုချဖို့လို့အခုအခုအီရန်ကောင်းဆောင်တွေကဖြိုချဖို့လို့နေနောက်တစ်ချက်က Cyrus ဘရင် Iran ရဲ့ဒီ Cyrus ဘရင်ကဗိမာန်တော်ကိုတိဆောက်ခဲ့တာအခုဒီဗိမာန်တော်မှာရှိတဲ့ Dome of the Rock ကိုဖြိုချပြီးတော့တတိယဗိမာန်တော်ဆောက်လို့ဘူးသူတို့ဟာပဲပြန်အကောင့်ထဲပေါ်လာမလားဒါတကယ်စိတ်ဝင်စားစရာကောင်းတဲ့ connection တွေရှိတယ်ဒီမှာသမ္မတဒေါ်နယ်ထရန့်ကယေရုရှလင်ကို Israel ရဲ့ထာဝရမြို့တော်အနေနဲ့သူကြော်ညာခဲ့အဲ့ဒါကလည်း prophetic ဖြစ်တယ်ဘာလို့လဲဆိုတော့ဒီ Trump အားဖြင့်အဲ့လိုကြော်ညာလိုက်တော့ဒီ Israel က ယေရုရှလင်ကနောင်တချိန်ကြာရင်မိလီနီကာလာမှာခရစ်တော်ကိုယ်တိုင်လာရောက်ပြီးတော့မှအုပ်စိုးမဲ့ကမ္ဘာကက်ပီတယ်စီတီဖြစ်လာအခုလိုမျိုး UN headquarter နယူးယောက်စီးတီးမှာရှိတာနောင်တချိန်မှာကြာရင်ယေရုရှလင်က the city of peace ငြင်းချမ်းသောမြို့တော်ပြီးတဲ့အခါမှာငြင်းချမ်းရေးအရှင်ယေရှုခရစ်တော်အုပ်စိုးတဲ့မြို့ဖြစ်လာစစ်တေလီရင်တွေဘုံကျဲတန်တွေမကြားတော့အဲ့ဒီမြို့ကကမ္ဘာကြီးတစ်ခုလုံးကို ငြိမ်းချမ်းရေးပေးမဲ့နေရာဖြစ်လာအနှစ်တထောင်လို့ပြောတယ်မိလင်နီမီလီနီယယ်ကဘာကြီးတစ်ခုလုံးကအဲ့ဒီနေရာကိုတွားပြီးတော့မှဒါပြောမယ်ဘုရားဘူးလို့တွားကြောင်းဘာလို့ခရစ်တော်ကရှင်ဘီရင်လို့အုပ်ဆိုးမဲ့သူနော်ရှင်ဘီရင်လို့အုပ်ဆိုးတယ်လို့သူကဘာလို့ဆိုရင်ယစ်ပရောဟိတ်လို့ဘာလိုက်ကောင်းဆောင်လို့မဲ့သူပြန်အုပ်ဆိုးပါဒါကြောင့်မို့မီလီခိစီတက်ကဲလို့ထာဝရယစ်ပရောဟိတ်ယေရှုခရစ်တော်ကရှာလင်ဘီရင်လို့ပြောတယ်ဒါမင်းခိစေတဲ့ကပါလေရှာလင်မင်းကြီးလို့ပြောတာ ရှာလင်ဆိုတာယေရုရှလင်ပြောတာငြိမ်းချမ်းတော်မြို့တော့ခရစ်တော်ကိုယ်တိုင်လည်းပြန်လည်လာပြီးတော့မှမေလခိဇေဒက်ကဲလို့ရှာလင်မင်းကြီးပြန်လောက်လာငြိမ်းချမ်းရဲ့ရှာအဲ့ဒါကိုကြိုတင်လန်းခင်းတဲ့လူကကျွန်တော်ယုံကြည်တယ်ဒါသမရထရမ့်နောက်ပြီးတော့အခုအီရန်ရဲ့အခန်းကဏ္ဍပါလာအီရန်ကပါလဲဆိုတော့ဒီ prophet ပြည်စုံမှုတဲမှာတွန်ပို့ပေးတော့နိုင်ငံဖြစ်လာဘာလို့တမိုင်းကြောင်းထဲမှာလည်းကြီးရှိခဲ့တာဒုတိယဗိမာန်တော်ကိုပြန်လဲတိဆောက်ဖို့အတွက်အမိန့်စာထုတ်ခဲ့တာက Cyrus ဘီ အီရန်ရဲ့ရှင်ဘီအဲ့တော့ခုနကအိစရာခန်းကြီးတက်တက်ကနဲ့လေးထဲမှာအဲ့ဒီအကြောင်းအရာကိုကျွန်တော်တွေ့ရအဲ့တော့နောက်တစ်ချက်ကျွန်တော်ခုနကနော်အိတထာဝုထုထဲမှာတစ်ဖက်မှာဂျူးလူမျိုးများကိုအသက်ရှင်ရေးအတွက်ဂျူးလူမျိုးများကိုခြေမြုံတက်ဖြတ်ခြင်းအကြံစီကနဲ့ကဲ့တင်ခဲ့တာကလည်းပါရှန်ဘီရင်ပဲအိတထာရဲ့နော်ဒါပြောမယ်ဆိုရှင်ဘီအဲ့တော့ပါရှားနဲ့အီရန်ရဲ့တမိုင်းတွေကဒီဒီဒီ ဆာရစ်နဲ့ပဲပြီးသွားတာမဟုတ်ခုနအေးတတာဝတ္ထုထဲမှာအေးတေလလူတွေကိုကာကွယ်ဖို့အတွက်ဒါအေးတတာနဲ့မော်ဒဂဲတို့ရဲ့ဒါလှုပ်ဆောင်ပုံလေးကျောင်းတမိုင်းကျောင်းလေးကိုတည်ရအေးတတာဝတ္ထုဖတ်ကြည့်ရအောင်အလုပ်တည်နိုင်ဒီမှာအမတမပြောင်မြောက်တဲ့စကားသခွန်းလေးကိုလည်းကျွန်တော်ပြောခြင်းနဲ့အေးတတာ၄ဆက်လေးထဲမှာမော်ဒဂဲကအေးတတာကိုပါပြောလေဆိုတော့ယခုအမှုဆောင်ဖို့ရန်အခုလိုမျိုးအမှုဆောင်ဖို့ရန်တင်နေမိဖုရားအရာကိုရသည်ဟု ထင်စရာ ရှိတယ်မဟုတ်လို့ဆိုမှအေးတတာကိုပြောတယ် နေအခုလိုမိဖုရားဖြစ်လာတာဟာဆိုရင်မိဖုရားကဘုသူ့ရဲ့မိဖုရားလဲဆိုတော့အခုအီရန်ဘရင်ရဲ့မိဖုရားအီရန်ဘရင်ကဘုသူလဲဆိုတော့ခုနအာရွှေယု success လို့လည်းခေါ်တယ်အဲ့တော့အဲ့ဒီအာရွှေယုရှင်ဘရင်ဒါအီရန်ဘရင်လက်ထက်မှာအေးတထာကဒါဂျူးအမျိုးသမီးအီရန်ရှင်ဘရင်နဲ့အစ္စရေးအမျိုးသမီးကိုမိဖုရားတင်မြောက်ပြီးတော့မှအစ္စရေးလူမျိုးတစ်ခုလုံးကိုကယ်တင်ဖို့လူမျိုးတစ်မျိုးလုံးကိုဒါလောက်ကြံတပ်ဖြတ်မှုကနဲ့လူမျိုးတုံးဖြတ်စည်းရေးကနဲ့ကယ်တင်ဖို့အတွက် ဖြစ်လာတဲ့တမိုင်းကြောင်းဒါအေးတထာဝတ္ထုဖြစ်တယ်။အင်မတန်မှထူးခြားတယ်နော်။သူ့ရဲ့အခန်းကဏ္ဍကမနေ့ကအီရန်ရဲ့အခန်းကဏ္ဍ။အဲ့တော့နောက်တစ်ချက်ကဒိုင်ရီလာရဲ့ prophet prophet ပြုတ်ချက်တဲမှာဒီနောက်ဆုံးသောကာလအကြောင်းသူ prophet ပြုတ်နေတဲမှာခုနကဘာရှိုင်းဘာယာအဓိကအကြောင်းအရာမှာပါလာ။အနာဂတ်မှာနောင်ကာလမှာနောက်ဆုံးသောကာလကမ္ဘာ empire တွေနဲ့ဘုရားသခင်ရဲ့အကြံစီအကြောင်းကိုနော် prophet ပြုတ်ချက်တွေထဲမှာအဓိကနေရာမှာအဲ့ဒီအီရန်ကပါနေ ရေစီချီလာ38ထဲမှာလဲဘာပါလဲဆိုတော့နောက်ဆုံးတော့ကာလမှာပါရှန်ရဲ့အခန်းကဏ္ဍပေါ့ဗျာသူကဘာလဲဆိုတော့မဟာမိတ်နိုင်ငံကိုစုပေါင်းပြီးတော့မှအစ္စရေးကိုဝင်ရောက်တိုက်ခိုက်အခုအကြောင်းကိုနော် prophet ပြုချက်တွေထဲမှာအတိကနေရာမှာအဲ့ဒီအီရန်ကပါနေရေစီချီလာ38ထဲမှာလဲဘာပါလဲဆိုတော့နောက်ဆုံးတော့ကာလမှာပါရှန်ရဲ့အခန်းကဏ္ဍပေါ့ဗျာသူကဘာလဲဆိုတော့မဟာမိတ်နိုင်ငံကိုစုပေါင်းပြီးတော့မှအစ္စရေးကိုဝင်ရောက်တိုက်ခိုက် အခုတော့မဟာမိတ်တွေကဘာလဲဆိုတော့ဂေါကနဲ့မှာဂေါကလို့ဒါအများယုံကြည်တဲ့ရုရှားနဲ့တူရကီနိုင်ငံနောက်ပြီးတော့လီဘီယာဆူဒန်အခုတော့တရုတ်ပေါ့အဲ့တော့ဒီလိုမဟာမိတ်တွေနဲ့ခြေတက်ပြီးတော့မှယေရုရှလင်မြို့ကိုဝင်ရောက်တိုက်ခိုက်မှာအဲ့ဒီမှာကအဓိကမဟာမိတ်ကိုဖွဲ့ပြီးတော့လာရောက်တိုက်ခိုက်တဲ့သူကပါရှန်ရင်ပါရအဲ့မှာပါတယ်ဒါပေမဲ့ထူးခြားတာကဒီတမချန်းစာထဲမှာနော်ဒီပါရှန်အင်ပါယာကဘုရားသခင်ကသူ့ကိုအတုံးပြုတ်သွားတာကြီးပဲ သူမကောင်းကြရင်လည်းကောင်းအကောင်းကြရင်လည်းဘယ်လိုပဲဖြစ်ဖြစ်ဒီပါရှန်အင်ပါယာလှုပ်လိုက်သမျှအားလုံးကอิสราเอลကိုကာကွယ်ဖို့နဲ့ promote လုပ်ဖို့ပဲဖြစ်လာအခုလဲပါလဲဆိုတော့သူက nuclear လက်နက်နဲ့อิสราเอลကိုချိန်မုံဖို့အတွက်ဒါဟိုဟိုတမိုင်းကြောင်းတွေရလို့ပေါ့อิสราเอลလူမျိုးအားလုံးကိုဖျက်ဆီးဖို့လုပ်တာပါဆိုတော့သူ့ရဲ့ထောင်ချောက်ထဲမှာသူပြန်ကြသွားအခုပါလဲဆိုတော့သူ့ရဲ့อิสราเอลကိုတိုက်ခိုက်ဖို့အတွက်သူ nuclear လက်နက်တွေအမျိုးမျိုးလုပ်နောက်ဆုံးတော့ပါလဲသူစောက်ထားတဲ့ nuclear ဓာတ်ပေါင်းပုံတွေနဲ့20ကျော်အချိန်ပေးပြီးတော့ billion 90ကျော် အသုံးပြုခဲ့တဲ့အဲ့ဒီဓာတ်ပေါင်းဖိုတွေဥမြင်လိုင်ကောင်းထဲမှာဟိုမြေအောက်ဘန်ကာတွေထဲမှာတိဆောက်ခဲ့တဲ့တော့သူတို့အရင်မြစ်တွေအများကြီးထည့်ပြီးတော့မှလှုပ်ခဲ့တဲ့အရာတွေအားလုံးကပါလေတနေ့ချင်းမှာပဲအမေရိကန်ကလာပြီးတော့မှဖြည့်ဆည်းချင်ခံလိုက်ရတယ်အခုလက်ရှိသတင်းအရအစ္စရေးနဲ့တော့အီရန်တို့ကြားထဲမှာတင်းမာမှုဒါတွေကိုကြည့်မယ်ဆိုရင်တမချန်စာပြေဆုံးလာခြင်းပဲတမချန်စာကြော့လဲ့လာနေအားလုံးကကြော့ပြန်လဲ့လာပြီးတော့အင်မတန်မှအရေးကြီးတဲ့ the last time clock ဘုရားသခင်ရဲ့ဒီနောက်ဆုံးအချိန်ဇာလေးထဲမှာဝင်ရောက်လာနေတဲ့ဆိုရက်ဟာလေးကိုတော့တတိထားဖို့ပေါ့နော်ဒါကျမ်းစာအားဖြင့်လေဒါချိန်ထိုးပြီးတော့ကျွန်တော်နင်းငယ်ပေါ်ပြချင်တာဖြစ်တယ်အဲ့တော့အခုနော်အီရန်ရဲ့ဇလန်ကဘုရားသခင်ကသူ့စကားတော့ပြည်စုံလာဖို့တမန်ကျမ်းစာပြည်စုံလာဖို့နောက်ပြီးတော့ကေတင်ချင်းအစီအစဉ်ကိုရုပ်လုံးပေါ်အကောင့်ထဲပေါ်ဖို့အဲ့လိုလုပ်ဖို့ဆိုရင်တော့မယုံကြည်တဲ့တိုင်းနိုင်ငံတွေအစိုးရတွေ empire တို့တော့မဘုရားကအတုံးပြုတ်ပြီးတော့မှ ဒါသူ့လူမျိုးတော်ရဲ့ကယ်တင်ခြင်းအတွက်သူ့ရဲ့စကားတော်ပြည့်စုံလာဖို့ prophet ပြည့်စုံလာဖို့အတွက်သူလှုပ်လိုက်တယ်ဆိုတာကိုတော့ကျမ်းစာတွေကသင်ခန်းစာတွေရရှိတာဖြစ်တယ်။အီရန်နိုင်ငံရဲ့เนาะဒါရှေးတမိုင်းဒါပဝင်းနေတဲ့ကလေးကနဲ့ရှိနေတဲ့အစ္စရေးနဲ့အီရန်နိုင်ငံကြားထဲမှာဆက်ဆက်မှုလေးတွေကျောင်းတချို့တွေ့မြင်နိုင်မယ်လို့ယုံကြည်ရင်းနဲ့เนาะခွာယူကြတော့သူအားလုံးပုံပါဘုရားကောင်းကြီးပေးပါစေ။